င်္ဂလာပါရှင်စစ်တပ်ရွေးကောက်ပွဲအတွဲအဆိုတော်တွေဝါဒပြန်လှုပ်ဆော်နေတဲ့တင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်အာနာတင်းစစ်တပ်ဥဆောင်ကျင်းပမဲ့ရွေးကောက်ပွဲအတွဲအဆိုတော်တွေဝါဒပြန်လှုပ်ဆော်ပေးနေတယ်လို့စစ်တပ်မီဒီယာတွေကထုတ်လွှင့်နေကြပါတယ်နွေမာလာ၁၀ရက်နေ့ညပိုင်းကစပြီးစစ်တပ်ရွေးကောက်ပွဲမှာမဲပေးပါဝင်ကြဖို့တိုက်တွန်းထားတဲ့လှုပ်ဆော်တန်တွေနဲ့အတူစစ်တပ်လက်အောက်ခံအစိုးရသူဦးချင်းစီက လှုပ်ဆော်နေကြတဲ့ရုပ်တံတွေဖော်ပြထားပါတယ်။အဆိုပါရုပ်တံများတွေအဆိုတော်အောင်ထဲအင်ချေရဲရဲအောင် ဖိုးကချမ်းမြင့်မောင်ချိုနေနေခင်စောမေလာတန်စိန်မစ်ဆန်ဒီအောင်လာ ဝေလာ ဖြိုးမြတ်အောင်ဟန်နီတာအင်းမြဖြူလင်မော်တီးတို့ပါဝင်ကြပါတယ်စတက်ကအကျန်းဖက်လောက်ရက်တွေကနေအပြေကင်းလို့ရဲ့အတွေ့ နိုင်ငံရေးထပ်ပေါင်းရရှိဖို့ရွေးကောက်ပွဲပြင်ဆင်နေပြီးလာမယ့်ဒီဇင်ဘာလမှာစတင်ကျင်းပမှာဖြစ်တယ်လို့ကြေညာထားပါတယ်။အဲဒီရွေးကောက်ပွဲကိုလည်းအစိုးရတွေတရုတ်ဆောင်တွေအပါအဝင်နေလန်အမျိုးမျိုးနဲ့ဝါရပြန့်လှုပ်ဆောင်နေပြီးဝေဖန်တူတွေကိုဖမ်းဆီးထောင်ချလည်ရှိပါတယ်။ပြီးခဲ့တဲ့အော်တိုဝါလာကလည်းရွေးကောက်ပွဲကိုထောက်ခံလာစေဖို့အကယ်ဒမီတရုတ်ဆောင်များဖြစ်တဲ့နေတိုးမြင့်မြတ်နေဝင်းမြင့်မြို့ ချူလေးတို့အပါအဝင်တရုတ်ဆောင်များစွာနဲ့ဝါရပြန့်ရုပ်ရှင်ခိတ်တမိုင်းကိုဒုံဆိုင်မဲ့သူများရုပ်ရှင်ကိုထုတ်လွှင့်ပြသခဲ့ပါတယ်။အဲဒီနောက်အဆိုပါရုပ်ရှင်ကိုဝေဖန်တဲ့ဒရိုက်တာမိုက်တီဇပ်ပူတရုတ်ဆောင်ကျော်ဝင်းထို့ဟာတာတရုတ်ဆောင်အုံတိုင်းတို့ကိုရွေးကောက်ပွဲနောက်ဆက်ဖြစ်စီမှုနဲ့စစ်တပ်ကဖမ်းဆီးတွားခဲ့ပါတယ်။အဲဒီလိုစစ်တပ်ကရွေးကောက်ပွဲကျင်းပဖို့ဝါရပြန့်လှုပ်ဆောင်နေကြပေမဲ့လည်းတော်လန်နေမြင်များနဲ့ သူတို့မစိုးမိုးနိုင်တဲ့ဒေတာများတွေအရတားပြတူတွေကိုစစ်တပ်ကနေစဉ်လေကြောင်းတိုက်ခိုက်မှုတွေနဲ့ဘုံကျဲတက်ဖြက်လဲရှိပါတယ်ရှင်